the West celebrated the new frontier of democracy, and Suu Kyi had their icon of freedom. လောအောင်ဆန်းစုကြည်လွတ်မြောက်ရေးမိဒိန်ဝင်ကြီးချုပ်ကိုယ်တိုင်ပါဝင်ဖို့တောင်းဆိုမှုတွေရှိလာတဲ့ဆိုတဲ့တဲ့တင်နဲ့မြန်မာနိုင်ငံအပါဝင်နိုင်ငံပေါင်း၁၂နိုင်ငံမှာနိုင်ငံသားများကိုအမေရိကန်နိုင်ငံသို့လာရောက်ခွင့်ပိတ်ပင်လိုက်တဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသွားပါရမယ်။ အားလုံးပဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးကြပါရစေသတင်းထူးများသိရှိနိုင်ဖို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီး comment မှာလည်းမှတ်ချက်ဝင်ရေးပေးသွားဖို့မြစ်တာရက်ခံချင်ပါရစေပထမဆုံးသတင်းတစ်ပုဒ်ကတော့အာနာသိန်းစစ်ကောင်စီရဲ့မတရားဖမ်းဆီးအကျဉ်းချမှုကိုခံတားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးဒီတိန်ဝင်ကြီးချုပ်ကိုယ်တိုင်ဖော်ဝင်ဖြေရှင်းပေးဖို့တောင်းဆိုမှုတွေရှိလာပါတယ် 2021ခုနှစ်ဖေဖော်ဝါရီလတရက်မှာစစ်တပ်ရဲ့မတရားအာဏာသိမ်းဖြုတ်ကျတာခံခဲ့ရတဲ့ဒီမိုကရေစီအစိုးရရဲ့ခေါင်းဆောင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ဟာအဲ့ဒီအချိန်ကစပြီးအတင်းချခံထားရတာဖြစ်ပါတယ်။စစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်အပြင်သမရဦးဝင်းမြင့်နဲ့တခြားနိုင်ငံရေးအကျဉ်းသား2000 2000လောက်ကိုလည်းဖမ်းဆီးထားပါတယ်။မြန်မာနိုင်ငံမှာလက်ရှိကြုံတွေ့ခံစားနေရတဲ့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေအကြောင်းကို Independent သတင်းဌာနရဲ့ Cancer The Rise and Fall of Aung San Suu Kyi ဆိုတဲ့သတင်းမှတ်တမ်းဗီဒီယိုမှာဖော်ပြထားခဲ့ပူပါတယ်ပြီးတော့အဲ့ဒီဗီဒီယိုထဲမှာ Conservative Party ခေါင်းဆောင်ဟာ အတိုက်အခံခေါင်းဆောင်ဟောင်းဝီလီယံဟေဂါလက်ရှိဗီတိန်အစိုးရအနေနဲ့အောင်ဆန်းစုကြည်ရဲ့အရေးကိစ္စရောမြန်မာနိုင်ငံမှာပုံမှုဆိုးရွားလာနေတဲ့အကြက်အသေးတွေအတွက်ပါကိုတိုင်ကိုကြကြားဝင်သိပြီလို့တိုက်တွန်းခဲ့ပူပါတယ်။သူကဗီတိန်ဝင်ကြီးချုပ်စတာမာအနေနဲ့ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ထိထိရောက်ရောက်ဆော့အော်တောင်းဆိုတင်တယ်လို့ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်တဲ့ကန်အဲရစ်နဲ့လည်းကိုတိုင်တွေ့ဆုံတင်တယ်လို့အကြံပြုခဲ့ပူပါတယ်။ အလားတူကွန်ဆာဗေးတစ်ပါတီရဲ့လူအခွင့်ရေးကော်မရှင်ကလောလောလတ်လတ်တင်ပြခဲ့တဲ့မြန်မာပြည်တွင်းရေးအခြေအနေတွေအကြောင်းအစီရင်ခံစာမှာလည်းဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဝင်ကြီးချုပ်စတာမာကပိုပြီးထဲထဲဝင်ဝင်အားထည့်ကြိုးပမ်းတင်ကြောင်းတိုက်တွန်းထားတာတွေ့ရပါတယ်။မြန်မာစစ်တပ်ဟာဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကိုဖမ်းဆီးထားတဲ့ဖြစ်ယုံသာမကနိုင်ငံအနှံ့မှာအယက်သားတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေအစုလိုက်အပြုံလိုက်ဖျက်မှုတွေလူသားမဆန်စွာညှဉ်းပန်းနှိပ်စက်မှုတွေကျူးလွန်နေတဲ့အကြောင်း အင်ဒီပန်ဒရဲ့သတင်းတဲမှာဖော်ပြထားပါတယ်။အစီရင်ခံစာကိုဥဆောင်ပြုသူတွေတဲ့တဦးဖြစ်တဲ့နိုင်ငံသားရေးဝန်ကြီးဟောင်းတင်လူတန်ကဒေါအောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံတွေ့ကြုံနေတဲ့အခြေအနေတွေဟာထုတ်ပြောပြဖို့ခက်ခဲလို့နဲ့ဆင်းရဲဒုက္ခမျိုးတွေလို့မှတ်ချက်ပေးခဲ့ပြီးဗီဒိန်အစိုးရအနေနဲ့ချက်ချင်းလက်ငင်းတုံ့ပြန်ကြိုက်ရွယ်ပေးဖို့လိုနေပြီလို့ထောက်ပြထားခဲ့ပါတယ်။ ကော်မရှင်ကအစီရင်ခံစာကိုပြုစုရမှာ Ken Erich ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရလက်ထက်မှာစီးပွားရေးအကြံပေးအဖြစ်တာဝန်ယူခဲ့သူ Shawn Daniel ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးကိုယ်စားလှယ် John Andrews တို့ကလည်းပံ့ပိုးပေးခဲ့ကြတယ်လို့သိရပါတယ်။အစီရင်ခံစာရဲ့အတူချုပ်ကတော့မြန်မာနိုင်ငံကိုနိုင်ငံတကာလက်နက်တင်ပို့မှုတွေပိတ်ပင်နိုင်ရေးတွန်းအားပေးဖို့မြန်မာစစ်တပ်စီစည်းဝင်နေတဲ့ဘန်ဒါငွေလမ်းကြောင်းတွေဖျက်တောက်ဖို့မြန်မာအရေးမှာကုလသမဂ္ဂလုံခြုံရေးကောင်စီကထိထိရောက်ရောက်ကင်တွယ်ရေးတောင်းဆိုဖို့ဆိုတာတွေဖြစ်ပါတယ်။ဗြိတိန်နိုင်ငံသားရေးဝန်ကြီးဒေးဗစ်လန်နီဟာဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွတ်ပေးဖို့လူသိရှင်ကြားတောင်းဆိုထားပြီးဖြစ်ပါတယ်။ ်စစ်ကောင်စီကဒေါအောင်ဆန်းစုကြည်ကိုအဂတိမှုတွေနဲ့ဆွဆွဲပြီးနှိရှေထောင်ချထားပေးမယ်လမ်းမီကတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာနိုင်ငံရေးအကျဉ်းသားတဦးသာဖြစ်တယ်လို့လက်ခံထားပြီးဗီဒိအအနေနဲ့ဒေါအောင်ဆန်းစုကြည်လိုမျိုးရဲ့အတွက်ပုံမှုအားထည့်တင်တယ်လို့အတိအမှတ်ပြုထားပါတယ်မြန်မာလွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့တမိဖြစ်သူဒေါ်အောင်ဆန်းစုကြည်ဟာဗီဒိမာနှစ်တော်များများနေထိုင်ခဲ့ပူပြီးတာနအုပ်ဖြစ်တဲ့ကမ်နဲ့အလက်ဇန်းနာတို့ကိုခွဲလွန်သူဗီဒိန်သားခင်မွန်းတဲ့မိုက်ကယ်အရီနဲ့အတူ ပြုစုပျိုးထောင်ခဲ့ပါတယ်။1988ခုနှစ်တုန်းကမြန်မာနိုင်ငံမှာဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှုအရေးတော်ပုံကြီးမှာဦးစီးဦးဆောင်နေရာကိုရယူခဲ့ပါတယ်။2015ခုနှစ်လွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါဝင်အနိုင်ရပြီးအစိုးရဖြစ်လာခဲ့တယ်လို့2020ပြည့်နှစ်ရွေးကောက်ပွဲမှာထပ်မံအနိုင်ရခဲ့ပေမဲ့စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။ ဒုတိယသတင်းတပုတ်ကတော့မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း၁၂နိုင်ငံမှနိုင်ငံသားများကိုအမေရိကန်နိုင်ငံသို့လာရောက်ခွင့်ပိတ်ပင်ကြောင်းအင်ဖြူတော်ကဂျမန်နီရက်စွဲဖြင့်ထုတ်ပြန်ကြေညာလိုက်ပါတယ်မြန်မာနိုင်ငံသားများသည့်အလဲအပတ်ဗီဇာ၊ကျောင်းသားဗီဇာများဖြင့်လာရောက်ပြီးရက်ကျော်နေထိုင်မှုများပြားသလိုအမေရိကန်ဥပဒေအရနိုင်ငံသားပယ်ဖြတ်ကမိခင်နိုင်ငံပြန်ပို့မှုများတွင်ဖူးပေါင်းဆောင်ရွက်မှုအားနည်းခြင်းများကြောင့်ယခုကဲ့သို့ပိတ်ပင်ရခြင်းဖြစ်ကြောင်းဆိုပါသည် လက်တလောပိတ်ပင်ခံရသည့်နိုင်ငံများမှာအာဖဂန်နစ္စတန်မြန်မာချက်ကွန်ဂိုအီကွေတိုရီယယ်ဂီနီယာအီရီထရီးယားဟေတီအီရန်လီဗျာဆိုမာလီယာဆူဒန်နဲ့ယီမင်တို့ဖြစ်ပြီးလုံခြုံရေးစိုးရိမ်ရသည့်အခြေအနေများကိုအကြောင်းပြု၍ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ရှက်ခုနဲ့ဇန်နဝါရီလ20ရက်မှာစ၍အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနအမိမြေလုံခြုံရေးဌာနနဲ့အမေရိကန်ထောက်လှမ်းရေးဌာနတို့ပူးပေါင်းပြီးအမေရိကန်နိုင်ငံအပေါ်အနေရပြုနိုင်သည့်နိုင်ငံစည်ရင်အားပြုစုရန်သမရထရန်ကညွှန်ကြားခဲ့ပြီးနောက်အခုထုတ်ပြန်ချက်ထွက်လာခြင်းဖြစ်ပါသည်မြန်မာနိုင်ငံသားများအားအမေရိကန်နိုင်ငံသို့ဝင်ရောက်ခွင့်ပိတ်ပင်ရခြင်းသည်အမေရိကန်နိုင်ငံတွင်တက်တန်းလွန်ဗီဇာဖြင့်နေထိုင်သူများပြခြင်းကြောင့်ဖြစ်ပြီး B1 ညင်းဆောင် BF2 ဗီဇာဖြင့်တက်တန်းလွန်နေထိုင်မှုမှာ28တက်သက်မှ3ညခွန်ရာခိုင်နှုန်းရှိပြီး FMG ဗီဇာဖြင့်တက်တန်းလွန်နေထိုင်မှုမှာ42တက်သက်မှ18ရာခိုင်နှုန်းကျော်ရှိသည်ဟုအဖြူတော်ဤထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်ကြေညာချက်အရအရေးယူပိတ်ဆို့ခံရသည့်စရင်내ရှိနိုင်ငံသားများတည်းမှအမေရိကန်နိုင်ငံတွင်ဥပဒေနှင့်အညီရှိနေသည့်အမြဲတမ်းနေထိုင်သူများတက်တန်းမကုန်သေးသော ဗီဇာကင်ဆောင်ထားသူများတချို့ဗီဇာအမျိုးအစားကင်ဆောင်သူများနဲ့အမေရိကန်၏အကျိုးစီးပွားအတွက်အကူအညီပေးရန်ရောက်ရှိနေသူများကိုမူကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။ကဘာတွင်ပြည့်ပြည့်ပြောင်းလဲနေသည့်လုံခြုံရေးဆိုင်ရာချိန်ချောင်းမှုအခြေအနေများအပေါ်မူတည်ပြီးအဆိုပါပိတ်ပင်မှုစည်ရင်းဝင်နိုင်ငံအရေးအတွက်ထပ်တိုးလာနိုင်ကြောင်းလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံသားများပြည်ပသို့တင်းရှောင်မှုများပြားခဲ့ပြီးလေလာသူများ၏အဆိုအရ2025ခုနှစ်တွင်အမေရိကန်နိုင်ငံသို့ရောက်ရှိနေသောမြန်မာနိုင်ငံသား9သိန်းခန့်ရှိသည်ဟုပြောဆိုကြပါသည်ခစ်သစ်မန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေနောက်နေ့တွင်မှလည်းသတင်းတူးများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်